စင်ကာပူကရထားပေါ်မှာကနန်းနိုင်ကြလို့တိုင်းသိပြည်သည်ကဘာကျော်သွားတဲ့ဇုံတွေပြိတ္တများအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ခင်ကြီးမှာနာမည်ကြီးဖို့ဆိုတာသိပြီးတော့မခက်တော့ပါဘူးတညာရင်းနဲ့ကဘာကျော်ဖြစ်သွားနိုင်တယ်လို့ဗီဒီယိုတစ်ခုတည်းနဲ့လည်းလူသိများသွားနိုင်တာပါဒါပေမဲ့အဲ့ဒီလိုနာမည်ကြီးမှုတိုင်းကတော့လူချင်းစရာကောင်းတဲ့ဂုံယူစရာကောင်းတဲ့ကြော်ကြားမှုမျိုးတော့မဟုတ်ပါဘူးအခုကျွန်မပြောပြမယ့်အကြောင်းအရာကတော့အဲ့ဒီလိုမလူချင်းပဲနဲ့တိုင်းသိပြည်သည်ကဘာကျော်ဖြစ်သွားခဲ့တဲ့ကျွန်မတို့မြန်မာနိုင်ငံကဇုံတွေတွေရဲ့အကြောင်းပဲ ဖြစ်ပါရဲ့ရှင်။ဇလန်းကတော့စီကံကြီးတယ်လို့နာမည်ကြီးတဲ့စင်ကာပူနိုင်ငံရဲ့စီကားလာတဲ့ MRT ရထားပေါ်မှာစတင်ခဲ့ရပါောင်း။ဒီဇုံတွေဟာအများပြည်သူသော MRT ရထားမှာကနန်းနှိုက်ခဲ့ကြတာပဲဖြစ်ပါရဲ့။ ကနန်းနိုင်တယ်ဆိုတာကရှုံနေဘွက်ထဲမှာလက်ညှစ်ခံပြီးတော့ရှာရတာမျိုးဖြစ်ပါတယ်။အခုတော့သူတို့ကခင်မီနေပညာတွေနဲ့ပြည်စုံနေတဲ့လေအေးဆက်တွေနဲ့တန်ရှင်းတက်ရက်လာတဲ့ယထာကြီးပေါ်မှာကနန်းရှာပုံတော့ဖွင့်ခဲ့ကြတာပါ။ဒီလုံးရက်တစ်ခုလုံးကိုအနီးနားကခရီးတဲ့တူကဗီဒီယိုမှတ်တမ်းတင်ပြီးတော့အင်တာနက်ပေါ်ကိုလွှင့်တင်လိုက်တဲ့အခါမှာတော့အင်တာနက်ပေါ်မှာတဟုန်တို့ပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုဟာမြန်မာလူမှုကွန်ရက်တွေမှာသာမက နိုင်ငံတကာဖိုရမ်တွေ news agency တွေအထူးပြန့်နှံ့သွားပြီးတော့သူတို့နှစ်ယောက်ကမြန်မာနိုင်ငံသားတွေဖြစ်ကြောင်းကိုပါလူတွေကသိရှိသွားခဲ့ကြပါပြီ။ဒီကိစ္စဟာစင်ကာပူမှာရုံးခန့်စူးစမ်းနေကြတဲ့မြန်မာလူမျိုးတွေရဲ့မျက်နှာကိုအိုးမဲတုပ်လိုက်တယ်လို့ဖြစ်နေခဲ့ပြီးတော့နိုင်ငံတကာမှာမြန်မာဆိုတဲ့ပုံရိပ်ကိုပါပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့တာဖြစ်ပါတယ်။စင်ကာပူဆိုတာကရထားပေါ်မှာရေတောက်တောင် PK ဝါရာကိုတောင်မှဒဏ်ငွေကြီးကြီးမားမားရိုက်နိုင်နေတဲ့နိုင်ငံမှာဒီနေရာတိုင်းမှာ CCTV ကင်မရာတွေနဲ့စောင့်ကြည့်နေတဲ့ဒီလိုနိုင်ငံမှာဒီလို ုံးရက်မျိုးကိုလုံဆောင်ရတဲ့တတိကဘယ်ကလာသလဲဒါမှမဟုတ်အတိတရားဘလောက်ထိကင်းမဲနေသလဲဆိုတာပါပဲ ဒါဟာကိုပိုင်လွတ်လပ်ခွင့်နဲ့အများပြည်သူဆိုင်ရာကျင့်ဝတ်ကိုလုံးဝနားမလည်မခွဲခြားတတ်တော့တဲ့အခြေအနေကိုပြသနေပါတယ်။ကျမတို့နိုင်ငံရဲ့ခြားကိုရောက်သွားပြီဆိုရင်ကိုယ့်ရဲ့နာမည်နဲ့ကိုယ့်တယောက်တည်းနေထိုင်တာမဟုတ်တော့ပါဘူး။ကိုယ့်ရဲ့ပခုံးပေါ်မှာမြန်မာဆိုတဲ့ကိုယ့်နိုင်ငံရဲ့ပုံရိပ်ကိုပါထမ်းထားရတယ်ဆိုတာကိုအမြဲတမ်းအမှတ်ရနေရမှာပါ။ကိုယ့်ရဲ့အပြုမှုကောင်းတစ်ခုကကိုယ့်နိုင်ငံအတွက်ဂုဏ်ယူစရာဖြစ်စေနိုင်တယ်လို့ကိုယ့်ရဲ့အပြုမှုဆိုတစ်ခုကလည်းကိုယ့်နိုင်ငံအတွက်ဂုဏ်သိက္ခာကိုမြောင်းနှဲကိုဆွဲချသွားနိုင်ပါတယ်။ဒါဟာနိုင်ငံခြားရောက်နေသူတိုင်းရဲ့ပြစ် ပယ်လို့မရတဲ့တာဝန်တစ်ခုပါနိုင်ငံရဲ့ဈာမနေထိုင်အလုပ်လုပ်နေကြတဲ့မြန်မာနိုင်ငံသားတွေကကိုယ်နိုင်ငံရဲ့တန်တမာတွေနဲ့အတူတူပါပဲကျမတို့တဦးချင်းစီရဲ့လုပ်ရတဲ့အပြုမူတိုင်းဟာမြန်မာတိုင်းနိုင်ငံလုံးရဲ့ပုံရိပ်ကိုကိုစားပြုနေရပါဒါကြောင့်ကိုယ့်ရဲ့ပျော်ရွှင်မှုတစ်ခုနဲ့အတွက် TikTok view လေးရဖို့အတွက်နဲ့တမျိုးသားလုံးမျက်နှာငယ်ရမယ်လုပ်ရမျိုးတွေကိုရှောင်ရှားတင်တာဖြစ်ပါတယ် ကိုရောက်နေတဲ့နိုင်ငံရဲ့စီမင်းစည်းကမ်းနဲ့ယဉ်ကျေးမှုတွေကိုလည်းလေးစားလိုက်နာဖို့ကကျမတို့အားလုံးမှာတာဝန်ရှိနေတာပါပြည်သက်ကြီးတို့အနေနဲ့ရောဒီလိုဖြစ်ရက်တွေပေါ်မှာဘယ်လိုမြင်ပါသလဲနိုင်ငံရဲ့ချောင်းမှာကိုယ်နိုင်ငံပုံရိပ်မကျဆင်းအောင်ဘယ်လိုအချက်တွေကိုအဓိကလိုက်နာသင့်တယ်လို့ထင်ပါသလဲဆိုတာတွေကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးရှင် နောက်ထပ်လည်စိတ်ဝင်စားဖို့ရသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်